ကဘာတတန်အရင်ဆုံးမြို့များအခုဒီစီးရင်မှာဖော်ပြထားတဲ့မြို့တွေဟာစတည်တဲ့အချိန်ကစပြီးဒီနေ့အထိတစ်ဆက်တစ်ဆက်တည်းမပြတ်တမ်းလူနေထိုင်လျက်ရှိတဲ့ကဘာတတန်အရင်ဆုံးမြို့များဖြစ်ပါတယ်ဒီမြို့အလုံးရဲ့လူနေထိုင်တဲ့တတန်ဟာနှစ်ပေါင်းထောင်နဲ့ချီကျခဲ့ပြီဆိုတာကိုအထောက်အထားခိုင်ခိုင်လုံလုံနဲ့သိရှိနိုင်ခဲ့ပါတယ်ကဘာတတန်အရင်ဆုံးမြို့အများစုကအရှိအလဲပိုင်းနဲ့မြေထဲပင်လယ်တဝိုက်မှာတည်ရှိနေတာကိုလည်းအံ့အားသင့်ပွေတွေ့ရပါတယ် ီစရင်မှာအိန္ဒိယနဲ့တရုတ်ကလည်းတမျိုးစီပါဝင်ပါတယ်။နံပါတ်7ဗာရာဏသီမြို့အမေရိကန်စာရေးဆရာကြီးမတ်တွိုင်းကယဉ်ကျေးမှုတွေထက်စောတဲ့မြို့၊သမိုင်းတွေထက်ပိုမင်းတဲ့မြို့၊ရုပ်စွာအစုံတဏှာကြီးတွေတောင်လက်လန်းမမီတဲ့မြို့လို့ဆိုခဲ့ပါဗါဒ်။လူနေထိုင်လာတဲ့တပ်တန်းကအနှစ်၄၀၀၀လောက်ရှိပါပြီ။ ရင်းသာမြစ်ကမ်းမှာရှိပြီးကဘာတဝမ်းကဟိန္ဒူဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရာမြို့ဖြစ်တဲ့အပြင်ဗုဒ္ဓကျမ်းစာများမှာမကြာခဏပါလေးရှိတဲ့မြို့ဖြစ်ပါတယ်။နောင်ပွင့်မဲ့အရိမစ်တရမြက်စွာဖရားဟာဒီမြို့မှာပွင့်မှာဖြစ်တယ်လို့ဗုဒ္ဓဘာသာဝင်များကယုံကြည်ကြပါတယ်။နံပါတ်7လိုယံမြို့လွန်ခဲ့တဲ့နှစ်ပေါင်း၄000လောက်ကစပြီးတဆက်သေးလူနေထိုင်လာခဲ့တဲ့မြို့ဖြစ်ပါတယ်။တရုတ်နိုင်ငံအလဲပိုင်းလွင်ပြင်ဒေသအလီနဲ့ရီမြစ်ကွာစုံမှာတည်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ရှေးအကျဆုံးမြို့ဖြစ်ပြီးရှေးဟောင်းသမိုင်းဝင်မြို့တော်တစ်ခုလည်းဖြစ်ပါတယ်။တရုတ်ရာဇဝင်အရ BC 2090မှာရှီယာမင်းဆက်ကဘရင်တိုင်ကင်ကတည်ခဲ့တယ်လို့သိရပါတယ်။တန်မင်းဆက်လက်ထက်မှာအရှေ့ပိုင်းမြို့တော်ဖြစ်ခဲ့ပြီးစုံမင်းဆက်လက်ထက်မှာအနောက်ပိုင်းမြို့တော်ဖြစ်ခဲ့ပါတယ်။ AD 68ခုနှစ်ကဒီမျိုးမှာစောက်ခဲ့တဲ့မြင်းဖြူကျောင်းတိုက်ဟာတရုတ်နိုင်ငံမှာအစောဆုံးဗုဒ္ဓဘာသာအဆောက်အဦဖြစ်ပါတယ် ။လိုရန်မြို့ရဲ့တောင်ဖက်9မိုင်အကွာလောက်မှာ AD 493ကနေ AD 1119ခုနှစ်အကြားထွင်းထုပူဇော်ခဲ့ကြတဲ့ဗုဒ္ဓရုပ်ပွားတော်များဂိမ်းဝတ်ဆံပေရာကပ္ပအမွေနှင့်စည်င်းဝင် လောင်မန်ဂရော့တို့တည်ရှိပါတယ်။အခုခေတ်မှာတော့လိုရန်မြို့ဟာတရုတ်နိုင်ငံရဲ့ဆက်မှုမြို့တော်တစ်ခုဖြစ်နေပါတယ်။နံပါတ်10ဂျေရုဆလင်မြို့အစ္စရေးလွန်ခဲ့တဲ့အနှစ်၄000နဲ့9000ကြားလောက်မှာစီပင်နဲ့မြို့ကြီးတစ်မြို့ဖြစ်နေပါပြီ။ ကမ္ဘာဘာသာကြီးတွေရဲ့အထွတ်အမြတ်ထားရာမျိုးတစ်မျိုးဖြစ်ပါတယ်။ကိုးကွယ်ယုံကြည်မှုနဲ့ဝိညာဉ်ပိုင်းဆိုင်ရာအတွက်အရေးပါတဲ့မျိုးဖြစ်ပါတယ်။အစ္စလမ်ဘာသာဝင်တွေအတွက်ဒုတိယအရေးကြီးဆုံးဝိပုယနေရာဖြစ်တဲ့ကြောက်မိုးကုန်းရှိသလိုဂျူးဘာသာဝင်တွေအတွက်အရေးကြီးဆုံးနေရာဖြစ်တဲ့အနောက်ဘက်တတိုင်းလည်းရှိပါတယ်။ခရစ်ယာန်တို့အတွက်အရေးပါတဲ့မြင့်မြတ်တဲ့ကျောင်းတော်ရှိပါတယ်။အဲ့ဒီဖျားကျောင်းကို ရောမဘုရင်ကွန်စတန်တိုင်းက AD 400ဆုမှာတည်ဆောက်ခဲ့တာပါ။ တမိုင်းတလျှောက်ဂျေရုဆလင်မြို့ဟာ23ကြိမ်ဝိုင်းခံရတယ်52ကြိမ်တိုက်ခံရပြီးတော့44ကြိမ်အသိမ်းပိုက်ခံရပါတယ်တမျိုးလုံးဖျက်ဆီးခံရတာတော့2ကြိမ်ရှိပါတယ်ရှုပ်ထွေးတဲ့တမိုင်းကျောင်းနဲ့ဘာသာရေးစုံမှတ်နေရဖြစ်နေလို့ကဘာပေါ်မှာနိုင်ငံရေးပြဿနာအရှုပ်ဆုံးမျိုးဖြစ်ပါတယ်အခြေအနေရဲ့ရဲ့ကြောင့်ဂျေရုဆလင်မြို့ဟောင်းကိုပျက်စီးဖို့အန္တရာယ်ကြုံနေရတဲ့ကဘာအမွေနှစ်နေရအဖြစ်သတ်မှတ်ထားပါတယ် ယေရုရှလင်နဲ့ပတ်သက်ပြီးအင်္ဂလန်ဝန်ကြီးချုပ်ဒစ်စရီလီကအခုလိုပြောခဲ့ဘူးပါတယ်။ယေရုရှလင်ဟာကမ္ဘာတမိုင်းပဲ။ဒါထက်တောင်ပိုပါတယ်။တကယ်တော့ယေရုရှလင်ဟာမြေကြီးနဲ့ကောင်းကင်ဘုံရဲ့တမိုင်းပဲ။နံပါတ်9ရေအီရန်ဒီနေ့ခေတ်တီဟီရန်မြို့တော်ဧရိယာအတွင်းမှာကြားရောက်ပါတယ်။လွန်ခဲ့တဲ့အနှစ်1000လောက်ကစလို့လူနေထိုင်လာခဲ့တာဖြစ်ပြီးအကြမ်းလက်မရှိတဆက်သေးနေခဲ့တာတော့အနှစ်9000ကျော်ပါပြီ။ ဒီမြို့မှာရှက်ချမတ်အလီတောင်ကုန်းအနှစ်3000တက်တန်းရှိပြီးဖြစ်တဲ့ဂေဗရီရဲတိုက်တို့လိုအထင်ကရ သမိုင်းအမွေနှစ်တွေရှိပါတယ်။ဇိုရိုအစတာဘာသာဝင်တွေရဲ့အထူးအမြတ်မြို့ဖြစ်ပါတယ်။နံပါတ်၈စီဒွန်လက်ဘရွန်လွန်ခဲ့တဲ့အနှစ်6000ကစတင်လူနေထိုင်ခဲ့ပါတယ်။ဖီနီရှန်တို့ရဲ့အရေးပါဆုံးမြေထဲပင်လယ်စိတ်ကမ်းမြို့တစ်မြို့ဖြစ်ပါတယ်။ဒီနေရာရဲ့အရေးပါမှုကြောင့်ပဲခေတ်အဆက်ဆက်မှာအစီရီယန်၊ဘေဘီလိုနီယန်၊ အီဂျစ်ဂရိနဲ့ယောမအင်ပါယာတွေရဲ့တင်းယူခြင်းခံရပါတယ်။သခင်ယေရှုနဲ့စိန်ပေါ်တို့ဟာဒီမျိုးကို ရောက်ဖူးတယ်လို့ပြောကြပါတယ်။333 BC မှာစီဒွန်ဟာအလက်ဇန္ဒားတဲ့ဂရိတ်ရဲ့တင်ပိုက်ချင်းခံရဘူးပါတယ်။ဒီနေ့စီဒွန်မြို့မှာနေထိုင်သူ2သိန်းကျော်ရှိပါတယ်။နံပါတ်9နဲ့ဘိုင်ဘလုစ်လက်ဘလွန်တစ်ဆက်တစ်ဆက်ထဲလူနေထိုင်လာခဲ့တာအနည်း9000ရှိပါပြီ။ဖီနီရှန်လူမျိုးတွေကဂီဘဲဆိုတဲ့အမည်နဲ့တည်ထောင်ခဲ့တာပါ။ ဘိုင်ဘလို့ဆိုတဲ့နာမည်ကိုတော့ဂရီးတွေကပေးခဲ့တာဖြစ်ပါတယ်။အင်္ဂလိပ်စကားလုံးဘိုင်ဘယ်ဟာဘိုင်ဘလို့စ်ကနေဆင်းသက်လာတာလို့သိရပါတယ်။နံပါတ်6ပလော့တစ်ဘူဂေးရီးယားလူနေထိုင်လာခဲ့တာအနည်း6000ကျော်ပါပြီ။ရောမခိကအရေးပါတဲ့မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘိုင်ဆိုင်တိုင်းနဲ့အော်တိုမင်တို့လက်အောက်ကျရောက်ခဲ့ပါတယ်။ရောမခိကဆောက်ခဲ့တဲ့ရေသွဲတံတားတွေပြီးသူကလက်ရာတွေကျန်ရှိနေပါတယ်။ အခုအချိန်မှာတော့ဘူဂေးရီးယားရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးစီးပွားရေးပညာရေးနဲ့ယဉ်ကျေးမှုအချက်အချာမြို့တစ်မြို့ဖြစ်ပါတယ်။နံပါတ်5အာဂို့စ်ဂရီဒီမြို့ကလည်းအေသင်နဲ့ခေတ်ပြိုင်မြို့တစ်မြို့ဖြစ်ပါတယ်။လူနေထိုင်လာတာအနည်း9000ရှိပါပြီ။ အနီးဝင်းကျင်ကမြေဩဇာကောင်းတဲ့လွင်ပြင်ကမြို့ကိုတန်ခိုးဩဇာရှိတဲ့မြို့တစ်မြို့ဖြစ်စေပါတယ်။ဒါပေမဲ့သမိုင်းတလျှောက်ဒီမြို့ဟာကြားနေဝါရကျင့်သုံးခဲ့တာများပြီးဂရီးနဲ့ပါရှားတွေဖြစ်တဲ့စစ်ပွဲမှာတောင်ပါဝင်ခဲ့ခြင်းမရှိပါဘူး။ဒါကလည်းဒီမြို့ကိုတတ်ဆိုးရှည်စေတဲ့အကြောင်းတစ်ချက်ဖြစ်စေပါတယ်။နံပါတ်၄အေသင်ဂရီးကမ္ဘာအတွေးခေါ်ပညာဒီမိုကရေစီနဲ့အနောက်တိုင်းယဉ်ကျေးမှုငွေဖွားရာဘူမိနဲ့တန်နေရာဖြစ်ပါတယ် အေတေမျိုးရဲ့တမိုင်းချောင်းကဆိုကရေးတီတို့အရစ်တိုရဲတို့ထက်အများကြီးသောပါတယ်။အေတင်မှာစင်ဆက်မပြတ်လူနေထိုင်လာတာအနှက်9000ကျော်ပါပြီ။အခုချိန်မှာလည်းအေတင်ဟာဂရိရဲ့မြို့တော်ဖြစ်နေစေဖြစ်ပါတယ်။လွန်ခဲ့တဲ့အနှစ်2500လောက်ကစောက်ခဲ့တဲ့အခရိုပိုလစ်ရဲတိုက်ဟာအန်ချီးပွေရာဂရိပီတူကလက်ရာတစ်ခုဖြစ်ပြီးယနေ့တိုင်အေတင်မျိုးရဲ့အထင်ကရပုံရိပ်တစ်ခုဖြစ်နေစေဖြစ်ပါတယ်။အမှတ်3အလက်ပိုစီးရီးယား လက်ရှိအလက်ပိုမြို့နေရကတော့မြို့ဖြစ်နေတာနှစ်ပေါင်း8000ရှိပါပြီ။အနီးဝန်းကျင်တဝိုက်မှာတော့လွန်ခဲ့တဲ့အနှစ်13000လောက်ကတည်းကလူတွေအခြေချနေထိုင်တဲ့အထောက်ထားတွေတွေ့ရပါတယ်။လွန်ခဲ့တဲ့အနှစ်9000လောက်ကရေးထိုးခဲ့တဲ့ဂျူနီဖောင်းစာတွေပါတဲ့ရွှွန်ဈေးပြားတွေကိုဒီမြို့မှာတွေ့ခဲ့ရပါတယ်။အဲ့ဒီခေတ်ရဲ့စီးပွားရေးနဲ့စစ်ရေးအနေအထားကိုအဲ့ဒီစာတွေကနေသိရပါတယ်။ အလက်ပိုဟာမြေထဲပင်လယ်နဲ့မတ်ဆိုပိုတေးမီးယားရဲ့ကြားတရုတ်ပိုးလမ်းမကြီးရဲ့အဆုံးဖြစ်လို့ရှေးခေတ်ကချက်ချာကြတဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။ BC 800ရာမတိုင်မီအထိခေတ်တိုက်လူမျိုးတွေရဲ့မျိုးဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာအဆီရီယန်ဂရီးနဲ့ပါရှားတွေရဲ့လက်တွင်းကျရောက်ခဲ့ပါတယ်။ရောမဘိုင်းဆိုင်တိုင်းအာရက်တွေရဲ့လက်ပြောင်းအုပ်စိုးခံရပါတယ်။ခရူးစစ်စစ်ပွဲအတွင်းမှာအဝိုင်းခံခဲ့ရပါတယ်။ဟာမွန်ဂိုရိုရဲ့လက်တွင်းလည်းကျရောက်ခဲ့ပူပါတယ်။နောက်ဆုံးမှာတော့အော်တိုမင်အင်ပါယာအတွင်းတက်ဆင်းခဲ့ရ ပါတယ်။အလက်ပိုဟာအခုခေတ်မှာဆီးရီးယားရဲ့အကြီးဆုံးမြို့ဖြစ်ပါတယ်။စိတ်မကောင်းစရာကတော့ဒီနေ့ခေတ်မှာပြည်တွင်းလက်နက်ကင်ပဋိပက္ခတွေရဲ့တားကောင်ဖြစ်နေပြီးဆီးရီးယားအစိုးရတပ်တွေနဲ့တပုံတွေရဲ့တိုက်ပွဲတွေအတွင်းမြို့သူမြို့သားတွေထောင်ထဲချီတေဆုံတောင်းထဲချီထွက်ပြေးကြရပါတယ်။ဖိုးမဖြတ်နိုင်တဲ့ရင်ကျေးမှုအမွေနှစ်ပစ္စည်းအမြောက်အများပျက်စီးဆုံးရှုံးခဲ့ရပါတယ်။နံပါတ်1ဂျယ်ရီကိုမြို့ပါလက်စတိုင်း ဂျော်ဒန်မြစ်အနီးမှာတည်ရှိတဲ့ဂျယ်ရီကိုမြို့ကို BC 6800ကတည်ခဲ့ပြီးကမ္ဘာမှာပထမဆုံးတည်တိုင်းပတ်ထားတဲ့မြို့ဖြစ်ပါတယ်။မြို့ရဲ့မြေမျက်နှာပြင်ဟာပင်လယ်ရေမျက်နှာပြင်အောင်းနှိမ့်ပေမဲ့သမိုင်းတလျှောက်လူနေထိုင်မှုမပြတ်ခဲ့ပါဘူး။လက်ရှိမှာလူနှစ်တောင်းကျော်နေထိုင်နေရရှိပါတယ်။နံပါတ်၁ဒမတ်စကတ်စီးရီးယားလွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကစပြီးလူနေထိုင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ မြို့ကြီးရဲ့တက်တန်းတစ်လျှောက်မှာရင်ကျေးမှုတွေမွေးဖွားလာတာပြက်တုံးသွားတာတွေအကြိမ်ကြိမ်တွေ့ကြုံခဲ့ရပါတယ်။ BC 17ရာစုလောက်မှာအာရာမီယန်ဘုရင်နိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့ပြီးဟီရူးနိုင်ငံတွေဖြစ်တဲ့အစ္စရေး၊ဂျူဒာနိုင်ငံတွေနဲ့စစ်ခင်းနေခဲ့ပါတယ်။နောက်ပိုင်းမှာအစီရီယန်တွေရဲ့တိမ့်ပိုက်ချင်းခံရပြီးဘေဘီလုံရဲ့ဖြည့်ဆည်းချင်းခံရပြန်တယ်။ 333 BC မှာအလက်ဇန်းဒားဒေဂရိတ်ရဲ့တိမ့်ပိုက်ချင်းခံရပြီးနောက်နှစ်ပေါင်း1000လောက်အထိဂရိယင်ကြီးမှုထွန်းကားခဲ့ပါတယ်။400စုမှာ ခရစ်ယာန်ဘာသာပြန်ပွားလာပြီးဘိုင်ဇိုင်းတိုင်းအင်ပါယာရဲ့စည်ရေးအချက်အချာမျိုးတစ်မျိုးဖြစ်လာတယ်။635ခုနှစ်မှာမွဆလင်စစ်တပ်တွေရဲ့တင်ပိုက်ချင်းခံရပြီးဥမီယက်ကာလီဖိတ်ရဲ့မြို့တော်ဖြစ်လာတယ်။ဥမီယက်ကာလီဖိတ်ခေတ်ကဆောက်ခဲ့တဲ့ဂရိတ်မော့ဟာကမ္ဘာမှာအကြီးဆုံးနဲ့ရှေးကြဆုံးပလီတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒမက်စကတ်ဟာစစ်300စုမှာမွန်ဂိုရီရဲ့ကျူးကျော်မှု AD 1400မှာစစ်ဘရင်တီမူရဲ့တင်ပိုက်ဖြက်စီးမှုတွေခံခဲ့ရပါတယ်ဂရိယောမဘိုင်းဆိုင်တိုင်းနဲ့မူဆလင်ယဉ်ကျေးမှုတွေအားလုံးဒမက်စကတ်မြို့မှာလွှမ်းခြုံထားပါတယ်။16ရာစုအစပိုင်းမှာ အော်တိုမင်အင်ပါယာရဲ့လက်အောက်ကျရောက်သွားတာဟာနောက်နှစ်ပေါင်း၄၀၀ကျော်အထိကြာမြင့်ခဲ့ပါတယ်။ဒမက်စကတ်မြို့ဟာဆီးရီးယားရဲ့မြို့တော်ဖြစ်ပြီးဒီနေ့ခေတ်မှာနေထိုင်သူ၄တန်းခွဲကျော်ရှိပါတယ်။ 2008ခုနှစ်မှာအရက်ရင်ကျေးမှုမျိုးတော်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်